မြန်မာနဝ channel ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ဘာဇလားကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးသူမင်းဟိုင်ခန့်ဥဒ္ဒါဒီပါရေးသားထားတဲ့မန္တန်ထူးမောင်နဲ့ရန်သူတို့အကြောင်းဇလံလေးကိုပရိသတ်ကြီးကနားဆင်အောင်မှာဖြစ်ပါတယ်။ထူးမောင်ရဲ့တရားထိုင်စိတ်ဆွအားရည်နဲ့ကြည်စင်ဆွအားရည်ကိုတုံးလို့ ဒံယာရီကိုကုစားလိုက်တော့တယ်။ပြီးတာနဲ့ဇင်ရဲ့ပေါ်ကိုပြတ်တက်လာပြီးနောက်ဥက္ကလာကိုအတင်းနိုးတယ်။ဥက္ကလာနိုးလာတဲ့အခါပြောလို့မပြီးသေးတဲ့မောင်ချစ်ရဲ့အကြောင်းကိုဆက်လက်မင်းမြတ်လေတော့တယ်။ဒီအခါမှာဥက္ကလာလည်းမောင်ချစ်ရဲ့အကြောင်းကိုဆက်ပြီးပြောပြန်တယ်။ဥက္ကလာကသူကိုယ်တိုင်ကသိနေခြင်းမဟုတ်ပေမဲ့အဆောင်လျှောက်တည်းပြောကြလာတဲ့အိမ်မက်အယထူးမောင်ကိုမောင်ချစ်အကြောင်းနဲ့ပြောပြနေပါတော့တယ်။မောင်ချစ်ဟာအသက်ငယ်ရွယ်စဉ်ကလေးက ကြောင်မလို့မောင်အောင်ထားတဲ့လူကြီးတဦးရဲ့ခေါ်ဆောင်သွားခြင်းကိုခံရတယ်။မောင်ကြီးကိုသူ့အတွက်အလုံးအင်မတန်မှအရေးကြီးတဲ့ဓလုံးကိုစောက်ရှောက်ထားသူဖြစ်လို့ကျေးဇူးတင်တဲ့အတွက်ခေါ်သွားခြင်းတာဖြစ်ပါတယ်။ဒါအပြင်မှော်ပညာမျိုးဆက်ပြတ်မသွားရေးအတွက်ပညာအမွေကိုလည်းလက်စိတ်ကမ်းထားခဲ့လို့ဟတူပါရဲ့။မောင်ချစ်ကလည်းဒီချိန်တခါမှမကြုံမှုတဲ့ဆွမ်းအားတချို့ကိုမြင်တွေ့ရပြီးအထင်ကြီးလေးစားမိတာကြောင့်လိုက်သွားခြင်းဖြစ်ပါတယ်။ရွာတရွာကိုဦးတည်ခေါ်သွားပြီးတော့ အဲ့ဒီရွာကြီးရဲ့အပြင်လဲဆောက်တဲတလုံးကိုဆက်သွားကြပြန်တယ်။လဲဆောက်တဲဆိုတာထက်အဲ့တလုံးလိုချက်ဝင်းကလေးနဲ့တီးတက်ရှိနေပြီးတော့ရွာနဲ့မနှီးမဝေးဖြစ်ပါတယ်။ချက်ဝင်းလေးထဲမှာတရက်ငပြောမလကစတဲ့တီးပင်စားပင်တွေလည်းစိုက်ပျိုးထားသေးတယ်။ရောက်တဲ့အခါမှာတော့မောင်ချစ်ကိုအဲ့ဒီလူကြီးကတွေ့မှာပဲလွတ်လွတ်လပ်လပ်နေနိုင်ကြောင်းနဲ့သူမရှိတော့ဘူးဆိုရင်လည်းအပြီးပိုင်ပေးခဲ့မှာဖြစ်ကြောင်းပြောလာတယ်။ဦးကြည့်နာမည်ဘယ်လိုခေါ်တော့ဗျ ကျောင်းနဲ့မရတော့အရက်ထဲမှာငချစ်လို့ခေါ်တယ်။ဟင်။အေးလူကလေးမောင်ချစ်။ဦးကြီးနဲ့မရတော့ဥပစောလို့ခေါ်ရဲကွာ။အလောက်ကင်ကရော။ငွေရမဲ့ဘာမဆိုလောက်တယ်။ခိုးတယ်လူတယ်။ငယ်တော့ငယ်တော့ကတော့ဓမြပေါ့ကွာ။ခက်ပြက်ကြီးထဲမှာတမအာဇီဝနဲ့ငွေရှာတာ။ဘလောက်တောင်မှခက်ခဲပြင်မကြောက်မြည်သိမှာပါ။တော်မီလောင်ကျေဆိုတော့ပြပြစ်ခံမလားတောကြောင်လှုပ်ပြီးလက်ခမောင်းခံမလားဒီနှစ်ခုပဲရှိရဲကွာ။ဟုတ်တော့လေဟုတ်သား။ ဒါနဲ့ကျောက်ဒီမှာနေပြီးဦးကြီးစီကခုပညာတွေသင်ရမှာလားဒါပေါ့ကွာအချိန်တော့တိတ်မရဘူးမင်းစူးစမ်းဖို့လိုတယ်ငါကကြကြနေရတော့မှာမဟုတ်ဘူးကောင်းပြီလေဒါနဲ့ဦးကြီးရဲ့အဲ့ဒီမှော်ပညာတွေကဘလောက်စွမ်းနေဆိုတာကျောက်သေးချာတော့မသိရသေးဘူးနင်းနဲ့ကြည့်ချင်တယ်ဗျာอืมမင်းကမြင်ချင်းနဲ့လားဒါဖြစ်လေအနေပါတော့အစမ်းပြရတာပေါ့ကွာအကောင်လုံးတော့မပြတော့ဘူးမီးတက်ကျွမ်းတဲ့အခါညာရှိသလိုတော့ ဟုတ်ကဲ့ဦးကြည်ဦးပါစောကြီးကကြောင်ကလူမော်ကိုမောင်ချစ်စက်ဝင်တစားတည်ယူခြင်းလောက်အောင်အစွမ်းပြလိုက်တယ်။အရင်ဦးစော အပေါ်အင်းကြီးကိုအသာချွတ်ချလို့ပစိုးကောင်ကြလိုက်တယ်။ရှေးလူကြီးတူဖြစ်တာနဲ့ညီပေါမလည်းထိုးကွေးမဲကြောင့်အပြင်းနဲ့ခန္ဓာကိုယ်အထက်ပိုင်းမှာလည်းဆေးလိုလိုအင်းလိုလိုအရာတွေနဲ့ပြည့်နှက်နေတယ်။အရွယ်ဦးပြီးဆိုပေမဲ့တန်ဆဲတုတ်ခိုင်းတဲ့ကိုယ်တည်းရှိတဲ့ဥပစောဟာထင်မှတ်မထားလောက်အောင်လှင်မြန်ပေါ့ပါနေတယ်။မောင်ချစ်ပါးစပ်အဟောင်းသားဖြစ်သွားရတာက ဥပစောကြီးကရုတ်တရက်နောက်ကျတချက်လှမ်းပြီးအစိတ်ခုန်လိုက်တော့အိမ်မိုးပေါ်ရောက်သွားခဲ့လေတယ်။နောက်ချက်လဲစိတ်ဝင်တဲ့စားအိမ်ရှိကိုထွက်ကြည့်တယ်။အဲ့ဒီလိုကြည့်နေတဲ့အချိန်ဥပစောကြီးကအိမ်ကောင်မိုးပေါ်ကနေတဆင့်အိမ်ချင်းကြီးငပြောရက်ပေါ်လှောက်ကုန်ချပြီးငပြောရက်အပေါ်မှာရှောက်ပြေးလေတယ်။အဲ့နောက်မောင်ချီရှိတဲ့မြေပြင်စီကိုရုတ်တရက်လှောက်ကုန်ချလိုက်ပြန်တယ်။လက်တစ်ပြက်တည်းမြေပြင်ပေါ်လေးဘက်ထောက်ကျလာတဲ့သူကဥပစောကြီးမဟုတ်တော့ပဲ။အိယာမကကြောင်နဲ့ကြီးတကောင်ဖြစ်တဲ့အတွက် မောင်ချစ်လည်းလက်မီအိမ်ထဲပြေးဝင်တယ်။မကြောက်ပါနဲ့ကွာ။ငါအိမ်ထဲမှာပါကွာ။ဒါငါခန္ဓာကိုယ်တွေကအဆောင်ရှောက်ကြောက်မလို့ကြည့်ပါ။ကြောင်နေကြီးကအခုံးငွေတရံနဲ့ဥပစောရဲ့လက်ကနေတစေခန္ဓာကိုယ်တွေကိုဝင်ရောက်ပါခဲ့တယ်။မောင်ချစ်ကတချိန်မှမမြင်ဘူးတဲ့ကြောင်မလို့မော်စွာအားတွေကိုသဘောကျနေတယ်။ကိုရာလည်းဥပစောလိုမှော့ပညာတဲ့တူဖြစ်ချင်လာတယ်။တော်ဘဲခါတင် जा ပေးမှာတော့ဦးကြီးလာပြညာကနေဝင်ချိန်ကစပြီး အာယုံတက်နေထွက်တဲ့အထိအရင်ဆုံးခန္ဓာကိုယ်မှာအစီအစေးထိုးရမယ်ကွာပြီးရင်တော့ချစ်စင်နေရှိတာပေါ့ဒါပြေဘောက300တာလိုတော့တာဗျအေးဒီ300မှာလူကလေးကဒီတိုင်းနေလို့မရဘူးခက်စောစောအိပ်ရောက်ဝင်ထားညတကောင်ကျော်ငါနဲ့လိုက်ခဲ့ရမယ်မိဘတွေမှာငါကြော်ထားတယ်စားထားဥပစောကြီးပြောတာကိုမောင်ချစ်ကခေါင်းညှစ်လိုက်တယ်အဲ့ဒီနောက်မှာတော့ဥပစောကြီးကပေါတူးတလက်ကိုယူပြီးအိမ်ကနေထွက်သွားတော့မောင်ချစ်လည်း မိဖို့တွေကငါးကြော်နဲ့ထမင်းကိုစားပြီးညနေဆောင်တဲ့အထိစောင့်နေတယ်။မိုးချုပ်တဲ့အထိဥပစောပြတ်မလာတာကြောင့်မောင်ချစ်လည်းစောစောအိပ်ရောက်ဝင်လိုက်တယ်။ညနေတကောင်ကြော်လာတဲ့အခါကြားတကောင်မဖီတဲ့အသက်မျိုးကိုကြားရပြီးတော့မောင်ချစ်တယောက်လန်နိုးလာခဲ့တယ်။အဲနောက်အိပ်ရာကနေထပြီးမိနာခွက်ကလေးနဲ့အိမ်ရှိကိုထွက်ကြည့်တဲ့အခါအမောင်ထဲမှာမျက်လုံးစင်းကြီးနှလုံးကိုအတိုင်းသားတွေ့ရတယ်။မောင်ချစ်အနေငယ်လန့်သွားတယ်ဆိုပေမဲ့မျက်လုံးစင်းကြီးတွေကတွေ့ပြည့်ပြည့်နဲ့ရှေ့ကိုတိုးလာတယ် ောက်ချက်လဲနောက်ဆုံးနောက်ဆုံးနဲ့အိမ်ထဲကိုပြက်ဝင်မလို့လို့တော့မိရဲခွဲအလင်းရောင်အောက်မှာမျက်လုံးစိမ်းနှူးတွေကတုံးဝင်လာပြီးနေလျာတွေ့တဲ့ကြောင်နဲ့ကြီးကိုပြန်တွေ့လိုက်ရတယ်။မောက်ချက်ကကြောင်ကြီးကအန်နီရဲ့ပြုတ်လိမ့်မလားလို့ဇောချွေးတွေပြန်နေတယ်ဆိုပေမဲ့လေဥပါဆိုရဲ့စကားတွေကိုအမှတ်ရသွားပြီးကြောင်ကြီးကသူ့ကိုလာခေါ်မှသိရလိမ့်တယ်။ကြောင်နဲ့ကြီးကကြောင်ကလေးတစ်ကောင်လိုပဲမောက်ချက်ကိုတူဝဲပုတ်တက်ပြီးပြန်လှည့်ထွက်သွားခဲ့တယ်။မောက်ချက်လည်းဒုတ်တချောင်းမှာအဝေဟောင်းကိုပတ်လိုက်ပြီးရင်းနဲ့ဆော့မြှို့ရင် မြို့တော်တစ်ချောင်းပြုတ်လုလိုက်လိမ့်တယ်။အဲနောက်ကြောင်နဲ့ကြီးရဲ့နောက်ကိုလိုက်ပါလာခဲ့တယ်။ညာနဲ့တကောင်ကြီးမှာကြောင်နဲ့ကြီးနဲ့မော်ချစ်တို့ရှေ့သွားနောက်လိုက်ညီညီနဲ့ရွာဘက်ကိုဥတီလာနေတယ်။ရွာနဲ့မင်းမင်းမွေးရောက်လာတဲ့အခါမှာတော့ကြောင်နဲ့ကြီးဟာရွာထဲကိုဝင်မယ်။အနောက်ဘက်ကိုဥတီတဲ့အတွက်မော်ချစ်လည်းကြောင်နဲ့ကြီးရဲ့နောက်ကနေထက်ချက်မခွာလိုက်ပါလာခဲ့တယ်။တပြေးပြေးနဲ့ရွာဆုံးတဲ့အခါကျမှကြောင်တဲ့ကြီးဟာတင်ညာဘက်ကိုဥတီနေမဲ့တိလိုက်ရတယ်။မော်ချစ်ကလည်းကြောက်တဲ့သူမဟုတ်တဲ့ပြင် တင်းညံတွေထဲမှာနွားကိုနေစေကြောင်းနေရသူဖြစ်လို့နင်းနေညညတင်းညံကိုတိတ်ပြီးအရေးတည်မှုရှိတော့လေတစ်ချက်အဝတ်မှာတော့မိနာကွက်ကိုလက်ကထားတဲ့ဂျာကမာမင်းကြီးသွားတော့ဝင်းကျင်တစ်ခုလုံးမှောင်မဲသွားခဲ့တယ်။မောင်ချစ်လည်းမထူတော့ဘူးဆိုပြီးမင်းအောင်မပါချေပလာနဲ့တင်းညံချုံကြားဖြေးကသာတိုးတော့လေတယ်။မှတ်တိုင်တွေကိုခလုတ်တက်လို့တိုက်မြေပုံတွေကိုဖြတ်နှင်းကြောက်ခွရင်တင်းညံကြီးအတွေ့ရောက်လာတဲ့အခါဝါစီရဲ့ပေါ်မှာဆက်လေးဖွာနေတဲ့ဥပစောကြီးကိုတွေ့ရတော့တယ်။ ကြောင်နေကြီးကပြောက်ွယ်သွားလိမ့်ပြီ။ဥပါစောလဲမော်ချစ်ကိုမြင်တဲ့အခါမှာတော့တတိယတော့မခင်ဘူးပဲ။ကြိုက်တယ်ကွာ။ကိုင်လာ။ပြန်မလာတော့ဘယ်မြရောက်နေရလဲလို့။ဦးကြီးကတင်းညရောက်နေတာပဲဗျ။ဘာလာလို့တာတော့။ကျုပ်ကိုရောဒီနေရာကြီးဘာကိစ္စခေါ်တော့။ဟုတ်မလေးကွာ။ဥပါစောပြတဲ့နေရာကိုမော်ချစ်ကအမောင်ထဲမှာမမြင်ရဖြစ်နေတယ်။ဒီကမော်ချစ်လက်ထက်ကမင်းနောက်ခွက်ကိုယူပြီးဥပါစောကလေတစ်ချက်မှုတ်လိုက်တော့ မိကလေးထထောက်လာခဲ့တယ်။မောင်ချက်လေမြင်လေရသမျှမှော့ပညာစာအားတွေကိုသဘောကျလို့မဆုံး။အရင်နာမိတိုင်ခွဲအလေးအောင်နဲ့ဥပစောပြတဲ့နေရာကိုစီကြည့်တော့လူသေးမြုပ်ရာတွင်းလို့မောင်ချက်တကူစာတွင်းကလေးတူထားတာကိုတွေ့ရတယ်။ဘေးနားမှာအခောင်းတစ်လုံးနဲ့တူတူတွင်းနေရာအယိုးဆွေးအယိုးဟောင်းနဲ့အယိုးကောင်းကောင်အတွဲကိုအပြည့်ထုတ်ထားတာကိုလည်းတွေ့ရတယ်။ဒါကဘာလို့မှတော့ဦးကြီးမင်းကိုမြှောက်ဖို့ပေါ့ကွ။ဗျဘလို့ ဲ့ကွာဓာလုံးငုံပြီးလူသေးလို့ပဲဒီတွင်းထဲကိုတုံးရနေရမယ်ကွာလာပညာရောက်မှငါပြတ်လာမယ်မင်းနေရလားဒီလိုလုံးမှမော့ပညာတွေစီလို့ရမယ်ဆိုရင်တော့ပြင်းနေမယ်ဗျဦးချီကိုကြောက်ရွံ့ပါတယ်စိုးရင်စရာတော့မရှိပါဘူးကွာဓာလုံးငုံပြီးလူသေးလို့တွင်းထဲအိတ်တဲ့အခါမှာဓာလုံးငုံမကောင်းဆုံးဝရီကလာပြီးတော့မှလူကြလိမ့်မယ်ငါအဆောက်ရှောက်ထားခဲ့မှာပါမင်းနေနဲ့မကြောက်ဖို့ပဲလို့တယ်ကောင်းတယ်လို့စီစီဗျာ ကျုပ်တော့စွမ်းအားတွေရပြီဘလို့ချမ်းသာအောင်လုပ်မလဲဆိုတာတွေးနေကျင်နေနေပြီဦးကြီးရဲ့အေးဟေးကောင်းမှကွာကောင်းမှကဲဒါပြည့်လောက်ကွာတွေးနှခန်းကိုနှက်ခတ်မလွဲခင်လောက်ရမယ်မောင်ချင်းနဲ့ဥပစောတို့တွေးနှခန်းကိုရောက်လာခဲ့ကြတယ်မောင်ချစ်ကိုတွေးနှဲမှာအခောင်းချခိုင်းပြီးတော့အခောင်းနဲ့ဝင်ခိုင်းတယ်အဲ့နောက်မှာတော့တွေးနေရမြေသားနေရတွေကိုတန်ဆုပ်လေးတွေလေးပတ်လေးနဲ့ထိုးပြီးတော့မှချီဖြူချီနီတွေနဲ့ပင့်ကိုအဲလိုတွေ့ရက်ကတားဆီးလိုက်လေတယ် ပြီးတဲ့အခါမှာတော့ဥပစောလည်းမောင်ချစ်ရဲ့ခေါင်းရင်းပမှာမီးတိုက်ခွန်းနဲ့အတူတူထန်လိုက်တယ်။မျက်လုံးကိုမှဲ့ပြီးကားတာတပုတ်ကိုရွတ်တဲ့အခါလေကျင်းတွေတိုက်ခိုက်လာပြန်တယ်။ဒါပေမဲ့မီးကွက်ကငင်းသွားခြင်းမရှိကားတာရွတ်နေရင်ဥပစောကြီးကလက်တစ်ဖက်ဆန့်ထုတ်ပြီးလဝါဖြတ်နှားတယ်။အဲနောက်ကျန်တဲ့လက်တစ်ဖက်နဲ့အုပ်လိုက်တော့လက်ခုပ်အတွင်းအလင်းစက်တချို့ဖြတ်ထွက်လာတယ်။လက်ခုပ်ကိုဖွင့်လိုက်တဲ့အခါမောင်ချစ်တိမ်မေးထားရတဲ့ဓလုံးလေးကပြက်လက်ရောက်ရှိလာခဲ့တယ်။ဥပစောကမောင်ချစ်ကိုပါဇက်ဟထားဖို့ပြောတဲ့အတွက် မောင်ချစ်လည်းပါဇက်ဟလိုက်တယ်။ကားကမစုံးခင်မှာဓလုံးကလေးကလေးမပြန်ဝင်ရင်တဖြည်းဖြည်းနေဆင်းလာက မောင်ချစ်ရဲ့ပါဇက်သေးစီကိုအနဲ့အောင်အခုံးဝေးတွေနဲ့အတူတူဝင်ရောက်လာခဲ့တယ်။မောင်ချစ်လည်းပါဇက်ထရဓလုံးကိုပစောင်းမှကပ်ပြီးငုံထားလိုက်တော့အဲ့ချေစိဖြစ်ပေါ်လာပြီးချက်ချင်းဒရစ်လက်မင်းမျောသွားသလိုညင်ကျသွားခဲ့တယ်။ဥပစောကအခောင်းဖုံးကိုဆက်ပဲ့ပြီးတော့ခက်မြန်မြန်မြေပို့လိုက်လေတယ်။အဲ့နောက်လက်တွေကိုဝှေ့ရမ်းပြီးသူ့ရဲ့အဆောင်လျှောက်ဖြစ်တဲ့ကြောင်နဲ့ကျူကိုခေါ်ထုတ်လိုက်တယ်။ ကြောင်တဲ့ကြီးကလည်းမော်ကြီးကိုမြုပ်ထားတဲ့မြေပေါ်မှာထိုင်နေတယ်။ကဲထဲ့သားကြီးဒီရလူကလေးမော်ကြီးကိုမင်းရဲ့တခေတရလို့ဆောင်းရှောက်ရစ်ပြီးတော့နောက်သုံးရက်နေအဖေပြန်ခဲ့မယ်။ဥပစွာမော်ကြီးကိုဆောင်းရှောက်ဖို့ကြောင်တဲ့ကြီးကိုမှားထားခဲ့ပြီးတင်းကြီးအတွင်းနေရမိကွက်ကိုကတ်လို့ပေါတူးကိုထိုင်ရထွက်ခွာသွားခဲ့တယ်။ဒီလိုနဲ့လာပြညမတိုက်ခင်သုံးရက်တိတိမော်ကြီးဟာလူသေးတရလို့မြေအောက်မှာဓလုံးကိုငုံပြီးနေရတယ်။ နေရင်းထဲမှာဝင်ကစားအိပ်ပျော်သွားသလိုဆိုပေမဲ့မကြလိုက်ပဲမြေဖို့ပြီးတဲ့အခါမှာချက်ချင်းတတိယလာခဲ့တယ်။အဲ့ဒီချိန်အလုံးကပိတ်မောင်းနေပြီးစိတ်ထဲမှာလည်းအသက်ရှူဟာခတ်သလိုခံစားနေရတယ်။ဝမ်းထဲကနေလည်းဆာလာမှုတံကိုခက်ပြင်းပြင်းခံရပြီးပါဇက်ထရဓလုံးကိုတော့မှမျိုးချလိုက်ချင်နေတယ်။ဒါပေမဲ့စိတ်ကိုထိန်းလို့တွင်းထဲမှာလာပြင်းညတိုင်အောင်စောင့်နေရတယ်။လာပြင်းနေမှာတော့မောင်ချီရဲ့စိတ်ကတဖြည်းဖြည်းချင်းဒေါသတွေလွှမ်းမိုးလာတယ်။အเจ้าရင်မရှိပဲ။ ထိမ့်မြအောင်ပောက်ကွဲနေပြီယခုအချိန်မှလည်းတက်ဖြတ်ခြေစိတ်တွေသာဖြစ်ပေါ်နေတဲ့အတွက်ဓလုံးကိုအံသွားမှတင်းနေအောင်ကြိုက်ထားတယ်ကြာလာတော့သွားအရင်ကသူတွေတောင်မှစိတ်ထွက်လာခဲ့တယ်ဒေါသစိတ်ကိုထိမ့်နိုင်တော့ပဲလက်ကိုအတိတ်ကုတ်ချလို့အခေါင်းပုံးကိုတွန်းတယ်ဒါမဲ့အစီနဲ့ပိတ်ခဲတဲ့ချီပြူချီနီကျိုးတွေကဖျားတစ်ခုတစ်ဖွဲဖြစ်နေပြီးလုံးဝရုန်းကန်လို့မရအောင်မကြခင်မှာပဲတင်းညာအတွေးစီခွေးတအုပ်ဝင်လာခဲ့တယ်ထူးထူးဆက်ဆက်မဲ့ခွေးတွေက မောင်ချစ်ရဲ့မြေပေါ်တစ်ခုတည်းကိုဝမ်းအောင်ပြီးတော့မှဖဲ့ရဲ့တူးပေါ်နေကြတယ်။ရုတ်တရက်ခွေးအုပ်ရဲ့အလဲစီကိုကြားလောက်ရှိတဲ့ကြောင်ကြီးတကခွန်ဆင်းလာခဲ့တယ်။ခွေးရီကလည်းတာမန်မဟုတ်တော့ထပ်ကြည့်ရမယ့်အစားကြောင်နဲ့ကြီးကိုဝိုင်းပြီးတော့မှတတ်ခတ်ကြတယ်။တင်းကြိုင်ထဲမှာကြောင်တကောင်ကိုခိုးဝဲကပ်နေတဲ့အတန်တွေကစူညံစွာနဲ့ထွက်ပေါ်လာခဲ့တယ်။ခဏကြာမှတော့ခွေးအိုကြားတကောင်ကဒေါသတကြီးကိုက်တက်တယ်လို့ခွေးအိုတန်တွေလည်းထွက်ပေါ်လာပြီးအကောင်၂၀လောက်ရှိတဲ့ခွေးတအုပ်ကဇီဝင်ချုပ်သွားခဲ့လေပြီ။ ခွဲတို့ကိုလှုပ်ပြီးတတ်ခတ်ဖို့စိတ်ကမ်းခဲ့တဲ့သူကလည်းဓလုံးရှိတဲ့နေရာကိုတိနေတဲ့မော်ပညာတဲ့တူးသာဒီလိုကလဝဲကိုင်းကအကြီးရဲ့သမားတယောက်ဖြစ်ပြီးတော့မော်ဝင်ဓလုံးကိုလာရောက်လူယူခြင်းဖြစ်ပါတယ်ခွဲတွေတည်သွားတဲ့အခါမှာတော့သူကိုယ်တိုင်ထွက်လာပြီးကြောင်နဲ့ကြီးကိုရေးဆိုင်နေကြောင်ကိုခွဲကနိုင်နေဆိုလို့ခွဲတွေကိုအစီနဲ့ဆစ်လုတ်ခဲ့တယ်ဆိုပေမဲ့ထင်းတယ်လို့ဖြစ်မလာတာကြောင့်လူကိုယ်တိုင်ပေါ်လာခြင်းဖြစ်ပါတယ်အာယုတက်ချိန်ကလေးကဆစ်လုတ်ထားတဲ့ခွဲတွေက မွတ်တဲ့ချိန်နီးနီးမှာတကောက်မကျက်အသက်ခံရတဲ့အတွက်အချိန်သာအကုန်ပြီးအရာမထေဖြစ်နေတာကိုအဲ့ဒီလူကမကြင်မနဲ့ဖြစ်နေတယ်။ညရောက်ရင်လာပြညဆိုတော့ဓလုံးကိုယူပြီးအစီအပြုလုပ်ဖို့လာရောက်ချင်းတာ။အခုကအချိန်လဲတိတ်မရှိတော့တဲ့အတွက်ကြောက်တဲ့ကြီးကိုရင်ဆိုင်မှုအသေးပြင်လိုက်တယ်။ကြောက်တဲ့ကြီးကလည်းသူ့တခင်ဥပစောမှားခဲ့တဲ့အတိုင်းမောင်ချစ်ကိုတခင်လိုစောင့်ရှောက်မှဆိုတော့တက်ခတ်ဖို့ချောင်းမြောင်းနေတယ်။လဝဲခိုင်းကပညာတယ်ရီရလေကြောင်ကြီးတက်ခိုက်လာကိုစောင့်နေကြတယ် ။ကြောင်ကြီးကတစ်ချက်ခုံပြေပြုတ်တော့အဲ့ဒီလိုကအနည်းမှရှိတဲ့မြေပုံတစ်ခုအမိသားတွေကိုလက်နဲ့ထိုးကော်ပြီးတော့ကြောင်ကြီးရှိရာစီကိုပြစ်လိုက်တယ်။မိသားမြေဆိုင်ကလေးတွေကမြေကြီးရရဖြစ်သွားပြီးကြောင်ကြီးရဲ့မျက်နှာကိုထိတဲ့အခါမှာမြေတွေတဖွာဖွာကျလာခဲ့တယ်။ဒါမဲ့ကြောင်ကြီးကသူ့မျက်နှာကိုမိမိရရတစ်ချက်ကောက်လိုက်တော့ပါတစ်ဖက်ကနှာခမ်းသားနီးနီးအထိ ကွက်ထွက်သွားခဲ့တယ်။ဒီလိုလေမျက်နှာမှာသွေးဆက်ဆက်ကျတဲ့အထိအမရော်သေးပဲဆက်လက်တိုက်ခိုက်ပြန်တယ် ကျောင်းကြီးကလည်းအရာတရိစ္ဆာတစ်ခေါက်လုံးသူတေကိုတေအပြည့်ထန်တတ်ခိုက်ကြတော့နေဆောင်တဲ့အချိန်မှာနှစ်ဦးနှစ်ဖက်ဒဏ်ရာတကြက်တွေနဲ့တွေ့အလူလူဖြစ်လာခဲ့ပါတော့တယ်။ဒါမဲ့ခဏကြာမှာတော့လက်ဝဲခိုင်းသားတွေကဂါရာတဘုတ်ရွတ်ပြီးလက်တီးဆုပ်လိုက်တဲ့အတွက်လက်ထဲမှာဆင်းမြစ်တစ်ခုပါလာတယ်။အဲ့ဒီဆင်းမြစ်ကိုဗဇန်သားမှဆက်ပြီးတည့်ရင်ဂါရာကိုအဆက်မပြတ်ရွတ်ဖတ်နေတယ်။ရန်လဲလူလူနေနေအကြောင်းနဲ့ကြီးရလဲနောက်တစ်ချိန်ခွန်အုပ်ဖို့အသိပြင်နေခဲ့တယ်။ချက်ချင်းပဲအကြောင်းနဲ့ကြီးက ရှိသမျှအားနဲ့ပြေကုန်ဝင်လာတဲ့အခါအကိရဲ့သမားတို့ရစိတ်မြစ်ကိုဗဇက်တဲထည့်ဝါပြီးကြောင်မျက်နာတဲတဲ့ကိုမှုတ်ထုတ်လိုက်လေတယ်။ဗဇက်ထရအခုံးငွေတွေနဲ့ထိသွားတဲ့မှုတ်ဝဲကြောင်နဲ့ကြီးရဲ့ခန္ဓာကိုယ်ကချက်ချင်းဆိုသလိုမူလာရုပ်ဖြစ်တဲ့အခုံးငွေအဖြစ်နဲ့ပျောက်ကွယ်သွားခဲ့တယ်။အောင်မီကွာအောင်မီဘယ်နဲ့တော့ကြောင်မလို့အခုတော့လေထဲမှာအငွေလိုပျောက်ွက်ရပြီမဟုတ်လား။ကဲရော့ကွာအောင်ကြည်အောင်အကိရဲ့သမားက ကျောင်းနဲ့ကြီးကိုအနာယူပြီးဓလုံးယူဖို့မောင်ချစ်ရှိတဲ့နေရာကိုတွင်နာစီကိုရောက်နေတဲ့အချိန်ဥပစိုးကလည်းနေဝင်ကနေမို့ပေါ်စည်းစီရဲ့တင်းကျိုင်းကိုလာရင်းနဲ့စုံမိတယ်ဓလုံးလာလို့တဲ့သူကအောက်မီးလို့အော်ဟစ်နေတဲ့အချိန်ဥပစိုးကြီးနောက်ကရောက်လာပြီးတော့ကြော်တဲ့တဲ့ကိုစောက်ကန်ထိုက်လိုက်တယ်အကန့်ခံလိုက်ရတဲ့သူကရိုက်ထိုးထိုးနဲ့မောင်ချစ်ကိုမြုပ်ထားတဲ့မြေပေါ်ကိုမှောက်ရက်သားလဲကျသွားခဲ့တယ်ဘာစော့မင်းဟုတ်ကွာအေးငါပဲပေါ့ဓလုံးတစ်ခိုးရောက် ဘာကွာဒီနေ့မင်းမင်းနဲ့ငါတူတိတ်ကိုတိပဲမင်းရမယ်တိတ်ပါလားအောက်ကိုကြည့်အောင်ဟာအမေရတန်နဲ့အတူမြေပေါ်အောက်ကမောင်ကြီးရဲ့လက်နှစ်ဖက်ကလဝဲကိုင်းသားအိတ်ရဲ့သမားရဲ့ခြေနှစ်ဖက်ကိုမိမိရရကြီးဆုပ်ကိုက်ထားတာကိုမြင်လိုက်ရတယ်အဲနောက်အောက်ကိုဆွဲချလိုက်တော့ရေထဲခုန်ချလိုက်သလိုပဲမြေရင်းနဲ့စီခေါင်းထိနင်းမြုပ်သွားခဲ့တယ်မောင်ကြီးပါဇက်ထရဓလုံးကအစမ်းပြနေပြီဆိုတော့ကိုဥပစောသိပေမဲ့အခုခါမှာတော့ မျက်နှာအနှင်းငယ်တီးသွားတယ်။မေပြင်ကိုကြည့်လိုက်တဲ့အခါအရာမထင်မဲမောင်ချစ်လက်ချက်နဲ့နှုတ်ဆွဲခရသလိုနင်းမြောက်သွားတဲ့သူဘလို့ဖြစ်မလဲသိချင်နေမိတယ်။တွင်းနေရမြေမောမွားတို့ရာစူထိုင်းလာပြီးအကွက်တခွက်ဖြစ်လာတယ်။ချက်ချင်းပဲမိเจ้าဆွဲခရချင်းရေတွေကသူ့ပွက်တလို့အဲ့ဒီမြေပုံကနေသူ့တွေပွက်ထွက်လာတယ်။ပြီးတဲ့အခါမှာတော့တွင်းကြီးတစ်ခုလုံးဝုန်းကနေမြည်ပြီးမောင်ချစ်ခုန်ထွက်လာခဲ့တယ်။ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာတွင်းနဲ့မြေသားတွေပေးကြနေပြီး နှလုံးမျက်တောင်တွေကရရင်နေနေတယ်။ပါဇက်ထဲမှာလည်းလဝက်ခိုင်းသားတွေရဲ့လက်ပြက်ကြီးတစ်ချောင်းကိုကိုက်ထားသေးတယ်။အဲနောက်မှာတော့သူ့ရဲ့အင်ကြီးကိုဆဲဖြက်လို့လက်ပြက်ကြီးကိုတစ်ဖက်ချင်းဝါးစားလိုက်တယ်။မောင်ချက်ကလူစိတ်ပြသလိုဖြစ်နေပြီးလူသားပါစားနေပြီ။ဓလုံးအစမ်းပြတဲ့အချိန်နဲ့လဝဲခိုင်းသားနှောက်ရှက်ချိန်တဲ့တဲ့ကျုံမိရမှာအခုလိုဆူဆူဝါးဝါးဖြစ်လာခဲ့တယ်။ဥပါစောကိုရတာမှဒီလောက်ဖြစ်လိမ့်မယ်လို့ထင်မှသာ။ဒါမဲ့မထူးတော့ဘူးမို့ လက်ထဲမှာပါလာတဲ့အထုပ်ကိုချက်ချင်းဖြေချလိုက်လိမ့်တယ်။အထုပ်ထဲမှာလည်းကျေးစုပ်တန်ရှိကြီးနဲ့တထွာလောက်ရှိတဲ့ဝက်ချော့တစ်ချောင်း၊မင်းအိုးနဲ့ဆေးမုံအပြင်စီမီခွက်အင်းတစ်ချက်၊ဓာတ်တလက်နဲ့အယိုးကောင်တစ်လုံးပါလာတယ်။အယိုးကောင်ကလူကောင်ကိုမဟုတ်ပဲကျောင်းကောင်ရဲ့ခေါင်းကိုဖြစ်လို့လက်သီးဆုံးမြတာရှိလိမ့်တယ်။ဥပစောကမောင်ချစ်ရဲ့ခေါင်းကိုလဝါအုပ်ကန်လို့မှော်မှန်တဲ့တပုတ်ကိုရွတ်ဆိုလိုက်တဲ့အခါမောင်ချစ်တယောက်ဒူးထောက်ကျသွားခဲ့လိမ့်ပြီ။ဒါပေမဲ့ ပါဇက်ထရသွေးဆက်ဆက်ကြနေတဲ့လက်ပြက်ကြီးကိုမှလွတ်တဲ့ကြိုက်ခဲထားတယ်။ဥပါဆိုလဲဒလုံးကိုမျိုးချမိမှဆွေးနေတာကြောင့်ခေါင်းကိုနောက်တစ်ချိတ်ရလိုက်တော့ဒလုံးလေးကဥပါဆိုရဲ့လက်ထက်ကိုရောက်သွားခဲ့လေတယ်။ပါဇက်ထရဒလုံးထွက်သွားခဲ့တယ်ဆိုပေမဲ့မောင်ချစ်ကတော့အသိစိတ်ပြောင်ပြောင်ပြောင်နေတယ်။အဲ့ဒီလိုဖြစ်နေမှလဲစိတ်စင်လို့ရမှာမို့ဥပါဆိုကခေါင်းကင်ကိုမောကြည့်လေတယ်။လာပညာဆိုတော့ခေါင်းကင်ကထိန်ဝင်းနေပြီ။ဥပါဆိုကနှက်ခတ်တရာဂျူသွားဂျူလာတွေကိုကြည့် စိတ်နဲ့တစုံတစ်ခုကိုတွက်ချက်နေတယ်။အဲနာအင်းများလေးကိုမြေပေါ်မှာပြစ်ချလိုက်လိမ့်တယ်။ခြေပြပေါ်မှာဆီထားတဲ့အင်းများကနက်ခတ်တဲတဲ့မှတ်သွားတဲ့အတွက်လရဲ့အလေးရအောက်ကတာမတ်ထောက်ကိုပို့ပြီးတော့မှအလင်းပြန်နေတယ်။အဲနောက်အင်းများပေါ်စီကြောက်ရိုးခေါင်းကုန်လေးကိုတင်လိုက်တယ်။ဒီအခါမော်ချစ်ကိုဆောက်ရှောက်နေတဲ့ကြောင်နဲ့ကြီးလဲအနားကိုတိပိပိရောက်လာတယ်။အမှန်တော့အရိုးခေါင်းကအဲ့ဒီကြောင်နဲ့ကြီးရဲ့ခေါင်းကုန်မူလာတာမတ်ကြောင်နဲ့တစ်ခေါင်းသာဆိုပေမဲ့ တည်ဆုံးသွားတဲ့အခါမှာတော့မော်ပညာအစီမံတွေနဲ့ထိ ंछ ုပ်ခံရခြင်းနဲ့အတူတူမြက်ကလာအများစွာစီရင်ထားတာကြောင့်ပုံရိပ်ရာအရွယ်အစားကကြီးမားနေတယ်။ဥပစွာအင်းမြဘွားကြောင့်အယူကောင်းပုံစီမီတစ်ခွက်တင်ပြီးထွန်းလာလိမ့်တယ်။အဲနောက်ကျေးစုပ်တဲ့အရှိကြီးရဲ့အဖျားကိုချုံမြနေတဲ့တန်ဆူပါကလေးတက်လိုက်ပြီးစင်းမီရီအိုးတဲ့ကိုလည်းစင်းမုံအနှင်းငယ်ဖြူထည့်လိုက်ပြန်တယ်။အဲနောက်မင်းအိုးကိုစီမီနဲ့အောက်ကမြားလိုက်တော့တဖြည်းဖြည်းပူနွေးလာခဲ့တယ်။အဲနောက် ကျေးဇူးတန်အရှိကြီးရဲ့အဖျားကိုချုံမြနေတဲ့တန်ဆူဝါလေးတက်လိုက်တယ်။စင်းမရင်အိုးတဲ့ကိုလည်းစင်းမုံအနေငယ်ဖြူထက်လိုက်ပြန်တယ်။ဒီနောက်မိအိုးကိုစီမင်းနဲ့အောက်ကမြန်လိုက်တဲ့အခါတဖြည်းဖြည်းနဲ့ပူနွေးလာခဲ့တယ်။54ပါသောကြောင်မော်ပညာရှင်တို့ရဲ့အထောက်ပံ့ကောင်းဖြစ်တဲ့ဤစေးတော်ကြီးဟာယခုအခါတရဝင်းနက္ခတ်နဲ့ဆက်ရှင်နဲ့ဘာကောင်လာပညာဖြစ်တာကြောင့်တိတ်တိတ်တိမ်မီမှော်ဝင်ကစေးတော်ကြီးဖြစ်စီရမယ်။ငါဆရာအာနာငါအမိန့်နဲ့ဤစေးဟာ ကြောင်ဘလုံးမသွေးရမှာအောင်ရအောင်ကြောင်ဖြစ်စီတည်းဥပစောကအဲ့လိုပြောဆိုပြီးတာနဲ့ကြောင်နဲ့ကြီးကအခုံးဝဲတရံနဲ့စေးပေရီဦးရဲစီကိုဝင်ရောက်သွားခဲ့တယ်ဒီတော့မှဥပစောကစေးရီတွေကိုတန်ဆူဝါတက်ကျေးစုပ်တန်နဲ့တို့ထိပ်ပြီးမောင်ချစ်ရဲ့ငယ်ထိတ်တဲတဲ့ကိုစက္ကနထိပေါက်လိုက်လိမ့်တယ်ဒီကောင်မောင်ချစ်တကူလုံးတုံ့ရင်လာပြီးမျက်နာကပိုလို့ခတ်ထန်လာတယ်ဥပစောလဲမောင်ချစ်ရဲ့ဥကောင်းနှစ်ဖူးမြက်ခွန်အစဒူးပေါခါလဲချစ်လက်ဆရာတွေကို စီးအစီရင်မပြုတ်လို့မီစီးပနဲ့ချရတယ်။စီးပနဲ့ချပြီးတာနဲ့ညောင်ကြောပြေရင်မက်လမောင်းနဲ့ပေါင်တို့ကိုတကောလုံးသွေးဆွအောင်မော်အင်းမော်စမတွေကိုထိုးနှံစီးပေးလို့တော့တယ်။စီးစီနဲ့ချင်းညာနဲ့တကောင်ကြောတော့ဘီးအခရာတွေကိုအခြေခံတဲ့စမရုပ်တွေနဲ့ညောင်ကြောပြေမှာထင်ရှားတဲ့အယုတ်ကြီးကိုလည်းထိုးနှံပေးလိုက်တယ်။အယုတ်ကတော့ကြောင်ယုတ်ကြီးရဲ့ပေါ်မှာဘလူးဟာခွာစီထားတဲ့ဟန်ဖြစ်ပြီးကြောင်ဘလူးမော်ပညာစေရဲ့အသက်သွေးကြောပဲဖြစ်ပါတယ်။ အဲ့ဒီအယုတ်စီရင်တဲ့အချိန်ပဲအာယုံတက်ချိန်နှီးသွားခဲ့လိမ့်ပြီအယုတ်ထိုးပြီးပြီးတဲ့အခါမှာတော့မောင်ချစ်ရဲ့ဗဇက်ထရလက်ပြက်ကြီးကိုအသာကလေးဆွဲဖယ်ပြီးတွဲလောင်ကျနေတဲ့ရှောက်ကိုလည်းစေတုံးချပောက်ပြီးလာလိမ့်တယ်ပြီးတာနဲ့ဓလုံးကိုဗဇက်ထဲပြစ်သွင်းလို့မင်းကိုဆွဲမလိုက်တော့ဓလုံးကဝမ်းနည်းနဲ့ကိုကျသွားခဲ့လိမ့်တယ်ဒီခါကျမှမောင်ချစ်လည်းအသိစိတ်ပြန့်လဲလာပြီးတဲထန်နဲ့ဆေးရှိတကူပြေးလိမ့်တယ်ဒီကိုယ်လုံးကအငွေ့တစ်ထောင်ထောင်ထွက်လာပြီးတော့ ပြစ်ထန်တဲ့နာကျင်မှုကြောင့်ဒရိမေမျောသွားခဲ့လေတယ်။ဥကာလာပြောပြတဲ့ကြောင်မလုံးမော်အကြောင်းကိုထူးမောင်ကတည်တည်ချာချာနားထောင်နေတယ်။နားထောင်ကောင်းလို့နားထောင်နေခြင်းမျိုးတော့မဟုတ်။ရန်သူရဲ့အားနည်းချက်အသာချက်ကိုတုံ့တက်နေတာ။ဒီကြောင်ဘလူးမော်ရဲ့အကျိုးဆက်နဲ့သူ့ရဲ့ဆွမ်းအားတွေအကြောင်းသိထားသမျှကိုစူပောင်းဥကာလာရဲ့။အေးဒါကတော့အတော့ကိုချက်ပြက်နေကွ။မော်ပညာဆက်ခင်တဲ့သူကသူ့ရဲ့စိတ်နဲ့ပညာတွေကိုဆက်နေသွားတယ်။လေးချင်းမှုဖန်တီးနိုင်စွမ်းနဲ့ စိတ်ဆွမ်းရပေါ်မူတည်ပြီးတော့မှတိုးတက်ပြောင်းလဲလာတော့ကွပွဲစားမော်ချင်မှရှိနေနိုင်တဲ့ကြောင်မလူးမော်ဆွမ်းအောက်ကိုပဲတည်တည်ပြောပြပါဗျာအကောင်တော့မသိဘူးကွကြောင်မလူးမော်အောင်ပြီးတဲ့နောက်မှာဒုက္ခနာကိုရေရမှောင်ဝဲကြောင်တဲ့ကြီးကိုလိုတလိုစေခန်းနိုင်တယ်လို့ဂါရမန်နဲ့အစွမ်းနေနဲ့တာမန်အရွယ်စားရှိတဲ့ကြောင်နေအဖြစ်လဲမှော့သွင်းနိုင်တယ်ဒါအပြင်သူကိုယ်တိုင်ကလည်းကြောင်တကောင်ဖြစ်သွားနိုင်တယ်ဒါအကျံဖြစ်ပြောပြတာနော်ဒီထက်မကပိုနိုင်တယ် သူ့ရဲ့အဓိကအားထားတိုက်ခတ်ရာကလည်းကြောင်တကောင်လိုလက်သေးဟူသာအောက်ကိုတာတွေ့ရတယ်။ဒါကြောင့်လဲကြောင်လက်သေးမောင်ချစ်ဆိုပြီးအမေတွေ့နောက်ပေါ့။တေးကြတာတော့လှုံ့ရှားမှုတိုင်းကကြောင်တကောင်အတိုင်းပဲဆိုတော့သူ့ရဲ့စိတ်ကလည်းကြောင်စိတ်လှုံ့ဝန်းနေနိုင်တယ်။ဟုတ်ပြီ။ဒါဆိုရင်သူနဲ့ရှင်ပြိုင်မို့နီလန်းတွေတုံးတက်မိပြီ။ကျုပ်သွားမယ်။မလို့နဲ့ထူးမအောင်။မှားတတ်တယ်ကွ။ပန်းဖြူနဲ့ဥတန်ငယ်လို့ဆိုတာလွယ်လွယ်နဲ့မသိဘူး။မင်းနေနဲ့မောင်ချစ်ရဲ့ ကြောင်ဘလူးမော်ပညာကိုရှင်းနိုင်မှုမန္တမော်တွေအစ်စ်တိုးမြင်ရမယ်ဘလူးမျိုးမော်ပညာအစ်စ်နုံပြဓာတ်ကြီးလေးပါမော်ဓာတ်ကြီးလေးပါမော်ဟုတ်လားဥကလာမှန်တာပေါ့မင်းရဲ့ပထဝီတေဇောအာဘောဝါရောဆိုတဲ့ဓာတ်လေးပါကိုအခြေခံတဲ့မော်မန္တန်တွေကအသားမှာမော်စီအဖြစ်ထိုးနိုင်တဲ့အစ်စ်သာရှိသေးတာကဒါကြောင့်လဲအစ်စ်လိုဖြစ်ပြီးစိတ်နဲ့တသားတဲ့ကြောင့်မော်သွင်းရလိမ့်မယ်ဥကလာနဲ့ထူးမောင်တို့လည်း မောင်ချစ်ကိုအနိုင်တိုက်ခိုက်ဖို့မဲဆွေတွေကိုကဲ့တင်မှုနဲ့မမနန်နဲ့အစ်စ်တိုးမြင့်ရဲ့ကိစ္စ၃ရက်ကိုအစီအစဉ်ချတော့တယ်။ဒီနောက်မှာတော့ဥကာလဟာပြန်မအိတ်တော့ပဲ။မန္တန်မော့အเจ้าကို ထုမောင်ကိုမိုးလင်းသည့်တိုက်အောင်ဆက်လက်ရှင်းပြလိုက်ပါတော့တယ်။ပရိသတ်များရှေ့မန္တန်ထုမောင်နဲ့ရန်သူတယောက်အเจ้าဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးကြတဲ့ပရိသတ်တွေတူဦးကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးသူမဟင်ခန့်ဥဒ္ဒါတိပောက်လည်း ကျေးဇူးထူပဲတည်ရှိပါတယ်ရှင်။ဒီဇလာလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်သာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။